စိုးဝင်းရဲ့ဆာမှာတော့တောက်တခုကိုတွေ့မြင်ရမှာဖြစ်ပြီးတော့တောက်ထဲကပင်ကူတွေကလည်းတိုက်ခိုက်ဖို့လုပ်တဲ့အချိန်မှာတော့ဖေရဲ့ဆွမ်းအားကြောင့်သူတို့လည်းအားလုံးလျှော့သွားပါတယ်။အချိန်မှာပဲမူခိုသာကလည်းအမွေးထူတွေပဲဒီကောင်ကဘာလုပ်လို့ရလဲဆိုပြီးတော့တစ်ချက်ကြည့်နေတဲ့အချိန်မှာပဲဆူရီကလည်းသူမတိုက်ခိုက်လိုက်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အချိန်မှာတော့မူခိုသာကလည်းဖေလုပ်လိုက်ပြီးမလို့နောက်တစ်ခါမှတိုက်ခိုက်တော့တော့လိမ်ပါတယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ဖေကလည်းဒီမှဆက်ဆံပုံကကာချားတယ်နော်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အချိန်မှာတော့မူခိုသာကလည်းငါလည်းမင်းပြောတာကိုအမြဲတမ်းနားထောင်နေတယ်ဒါပြီးလို့ရှိရင်မင်းကနေ့တိုင်းဟိုက စားခြင်းနဲ့ဒီကစားခြင်းတွေကြီးများနေတာအတိအကျဆိုမှစားဦးဆိုပြီးတော့လည်းပါသေးရယ်ဆိုပြီးတော့ပြောလိုက်ခါအေးရှိမှာပဲဖဲကလည်းဒန်နာအီလာတကောင်ရဲ့ကြောပေါ်ကိုတက်စီရာမင်းအနေနဲ့ခြေသူတင်တင်နေဆိုပြီးတော့ပြောလိုက်ခါမူကိုတာကလည်းကဲကဲဟုတ်ပါပြီဆိုကဒီကောင်လေးကတနေရာရမှာအသုံးဝင်လောက်တယ်ဆိုပြီးတော့သူ့ရဲ့ item box တွေကိုတင်ထားပါတယ်အဲနောက်သူ့အနေနဲ့ဒီနေ့အတွက်ဖတ်တော့ကိုချက်ပြုတ်မယ်ဆိုပြီးတော့လုံလိုက်ခါ online shop ကနေဈေးမာတဲ့ချိန်မှာတော့ဂျပန်ကမဲသားတွေပဲဆိုပြီးတော့ဖဲကပြောလိုက်ပေးမယ်လေလိုအပ်တာပဲဝယ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲနောက်ဆာပလာ ာတွေနဲ့ပြီးတော့သူအနေနဲ့ဖက်တော်တဲ့ချိန်မှာတော့မိုက်တယ်ဆိုကစူဟီကလည်းလှုပ်ချင်တာကြောင့်မူခိုတာကလည်းလှုပ်ခွင့်ပေးလိုက်ပါတယ်အဒီနောက်စူဟီရဲ့အရာကသူ့အစာနဲ့မတူတာကြောင့်စူဟီကပြောတဲ့ချိန်မှာတော့အော်အဲ့ဒါကအစာပလာများသွားလို့လေဆိုပြီးတော့ပြောလိုက်ခါနောက်ထပ်အများကြီးဆက်လုပ်ကြပါတယ်အဲ့ဒီလုံနဲ့ထုတ်ထားတဲ့ဖက်တော်တွေကိုမူခိုတာတယောက်နေနဲ့ကြော်လိုက်ပြီးတော့အဲ့ဒါပြီးတဲ့ချိန်မှာတော့ဖဲနဲ့စူဟီကလည်းအရန်စားကောင်းတဲ့ပြောကနောက်ထပ်လိုက်ပွဲကိုတောင်းလိုက်ပါတယ်အဒီနောက်ဖဲနဲ့စူဟီတို့ကလည်းစားပြီးသွားကမူခိုတာအနေနဲ့သူတယောက်တည်းစားတဲ့ချိန်မှာပဲအကောင်တော်ကောင်ကသူ့ကိုလာက ထက်ကဒီကောင်ကဘာလဲဟာဆိုပြီးတော့မေးလိုက်တဲ့ချိန်မှာတော့ဘဲကလည်းဟာဒီကောင်က visit dragon မဲ့အတော်ရှားတယ်လို့ဆိုပြီးတော့ပြောလိုက်ခါခူတာကလည်းဒီလောက်တည်းရဲ့ကောင်ရှိလို့လားဆိုပြီးတော့တွေးလိုက်ခါအဲ့ဒီကောင်လေးအနေနဲ့သူ့ရဲ့ဖတ်တော်ကိုပဲကြည်နေတာကြောင့်ဒါကိုစားချင်တာလားမသိဘူးဆိုပြီးတော့ကြွေးလိုက်ပါတယ်ဒီချိန်မှာတော့အဲ့ဒီနဂါလေးကလည်းထက်စားချင်တဲ့ပုံပေါ်နေတာကြောင့်သူကလည်းရော့ဆိုပြီးတော့ကြွေးလိုက်ခါအထီလောက်သေးသေးလေးခါကြတော့နဂါလေးကလည်းချစ်စရာလေးဆိုပြီးတော့ပြောလိုက်တဲ့ချိန်မှာတော့ဖဲကလည်းမင်းအနေနဲ့အကောင်သေးလို့သွားပြီးတော့အထင်မသေးနဲ့ဒီကောင်လေးကဘာဖြစ်ဖြစ်လှူရှားတာမြင်ပြီးတော့မှဆွမ်းအားရည်လေးအမြ များကြီးကျွမ်းကျင်ထားတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အချိန်မှပဲစားကောင်သွားတဲ့ Fancy Dragon ကလည်းသူ့ရဲ့မျက်နှာကိုလာခက်ခါစားကျင်သေးတဲ့ထက်ပြပအောင်ဆိုပြီးတော့အတန်းကိုကြားလိုက်တာကြောင့်ဦးကိုသားကလည်းဟာပေကောင်ကပြောနေတာတော့ဆိုပြီးတော့တွေးလိုက်ခါဖေကလည်းမင်းနဲ့ family ရာဖြစ်သွားပြီဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက် Fancy Dragon ကလည်းဒီလိုကောင်းတဲ့ຢာတွေကိုစားမယ်ဆိုလို့ရှိရင် family ရာစားကြုပ်ဆိုလို့ရှိရင်လက်ချုပ်မှာပဲဆိုပြီးတော့ပြောလိုက်ခါအဲအချိန်မှတော့မူကိုသားကလည်းမင်းက Fancy Dragon မဟုတ်ဘူးလားရှာပါတဲ့မျိုးစေးလေးမင်းနေနဲ့တခြားဆုံးဖြတ်တဲ့နေဆိုပြီးပြောလိုက်တဲ့အချိန်မှတော့အဲအချိန်မှတော့ Fancy Dragon ွန်ကလည်းငါအနေနဲ့သေချာဆုံးဖြတ်ပြီးဒါမင်းအောင်ကနေလိုက်နေရမယ်ဆိုလို့ရှိရင်ဒါမျိုးရာတွေစားနေရအောင်ပါပဲဆိုပြီးတော့ပြောကဖင်ရယ်ကလည်းဟုတ်တယ်မလားငါတို့အတွက်သူ့နောက်ကနေဆဲဆုနဲ့လောက်လိုက်လိုက်ရုံနဲ့အရှုံးမရှိဘူးလေဆိုပြီးတော့ဖက်စီဒရယ်ကွန်နဲ့တိုင်ပေါက်ညီနေပါတယ်အဲဒီနောက်ဖမ်လီယာဖြစ်သွားတာကြောင့်နာမည်ပေးဖို့ပြောတဲ့အချိန်မှာတော့သူကလည်းအသေးလေးဆိုကဒိုရာချန်းဆိုပြီးတော့ပြေးလိုက်တဲ့အချိန်မှာတော့ဒိုရာကလည်းငါ့ကိုကလေးလိုလာပြီးတော့ဆက်ဆက်မနေနဲ့ကွာငါကအရွယ်ရောက်ပြီးသားနာကားဆိုကကြည့်လိုက်တဲ့အချိန်မှာတော့တကယ်လေ136နေရှိနေပါတယ်အဲဒီအချိန်မှာတော့ဖဲကလည်းဒီကောင်းစီကနေပ ါမှမျောလင့်မနေနဲ့ဒီကောင်ကအစတုန်းကငါ့ကိုတောင်းမယ်ရင်ဖိုချီစ်တို့ဖိုလိုတို့ပေးမလို့လုပ်နေတာဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲမူကိုရာတယောက်ကလည်း family အတစ်တယောက်ထိုးလာလို့အဆင်မပြေဘူးထင်နေရသူတို့ကြည်ရတာတဲ့တဲ့ပုံပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့လိုနဲ့သူလည်းကလေးကိုသွားလိုက်ခါဒိုရာကိုဘာသူ့ရဲ့ family အဖြစ်စင်းသွင်းလိုက်ခါအဲ့ဒီချိန်မှာပဲကောင်မလီကလည်း master အနေနဲ့မူကိုတာနဲ့တွေ့ကျင်တယ်ဆိုပြီးတော့ပြောတယ်ဆိုပြီးတော့ပြောလိုက်တဲ့ချိန်မှာပဲအောက်မှာ master ကရောက်နေပါတယ်မာစာကလည်းချက်ချင်းကြီးဆိုပေမဲ့ငါတို့ဒီအလုပ်ကိစ္စပြောကြရအောင်ဆိုပြီးတော့ပြောလိုက်ခါမ င်းကိုတောထဲကိုသွားပြီးတော့စစ်စစ်စစ်ခြင်းနဲ့မေးလိုက်ရသည်မဟုတ်ဘဲနဲ့မကောင်းဆိုးဝါးတွေကပို့ပြီးရန်လိုနေကြတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီချိန်မှာတော့မူကိုတာကလည်းတောအုနာမကက်ဖဲနဲ့ငြင်းငင်းလေးနေနိုင်မယ်ဆိုရင်ပြောလိုက်တဲ့အချိန်မှာတော့မဖြစ်ဘူး။တောထဲကအင်းဆက်သားရဲတွေကချင်းမြင်းတွေကိုထုတ်ပြီးပြီးတော့အရာကမျိုးရဲ့အထုအစင်းမြင့်ဝတ်တဲ့ကုံကြံမဲဆိုပြီးတော့ပြောလိုက်ပါတယ်။အိနောက်ကလင်းမာစတာကလည်းအရာသာမရှိလို့ရှင်သူတို့အနေနဲ့စီဝါရေးကြာရှင်းသွားလိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။မူကိုတာကလည်းအဲဒီတောကအရင်များတယ်မလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့တိုရာကလည်းအသ ာလေးပဲအဲ့ဒီတော့ထဲမှာရှိတဲ့ပင်ကူတို့ကစ်ချင်များတို့ကအားပဲကြေကြတကယ်တမ်းမတိုက်ခိုင်နိုင်ဘူးအဲ့ဒီကောင်တွေကအခွန်မာပြီးအမွေးထူတယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲအခွန်မာပြီးအမွေးထူတယ်ဟုတ်လားဆိုကသူအနေနဲ့သူတက်လာတဲ့ပင်ကူတွေကိုပြလိုက်ခါအဲ့ဒီကောင်တွေပဲဘလို့လို့မူခိုတာဆန်းစီမှာရှိနေတာလဲဆိုပြီးတော့ကလင်းမာစတာကလည်းမေးလိုက်ပါတယ်အဲ့အရာတွေကိုဖဲတိုက်ခိုက်လာတာဖြစ်ပြီးတော့ဒါမျိုးတံမိုးကြီးတဲ့အကောင်တွေမဲမသိလို့တောင်းပန်ပါတယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲအဲ့ဒီအချိန်မှာတော့ကလင်းမာစတာကလည်းရပါတယ်အဲ့ဒီကောင်တွေကမျိုးပွားနှုံမြန်ပြီးတော့ဒီမှာတောင်းမန်းရဲ့အဲ့ဒီကောင်တွေကိုဖြုတ်ခွင်းပို အတွက်စီမံရေးတွေလုပ်ထားရတယ်။အဲဒီနောက်တာဝန်မပြေရသေးဘဲနဲ့ပြဿနာရှင်းတာဒါပထမဆုံးပဲဆိုပြီးတော့မူခေါ်တော့ကိုချီးကျူးလိုက်ပါတယ်။အဲဒီနောက်ကလဲမာစတာကလည်းအခွင့်အရေးကတန်ဖိုးကြည့်ပြီးတော့အဲ့ဒီအထဲကအသားတွေကလည်းစားရင်လည်းပြုတ်လို့ရှင်စားလို့ရတယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အားလုံးကလည်းစားကျင်နေတာကြောင့်ဒါဆိုလို့ရှင်လည်းကောင်းပြီလေ။ပိုးမြင်တဲ့အခွင့်အရေးကိုတော့ရောင်းပါပါဒါပေမဲ့အသားတွေကိုတော့သူတို့ကိုပေးဖို့တော့ပြောလိုက်ပါတယ်။အဲဒီနောက်သူလည်းမျိုးရဲကိုထွက်လာကအင်ကြီးတထဲကိုတွေ့တဲ့အချိန်မှာတော့အသားကောင်းလိုက်တာ။ဒါပေမဲ့ဈေးကြီးလို့လည်းမထင်ဘူးလားဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲစ ဆိုင်ရှင်ကလည်းဒီနေရာမှာမလို့ဒီလိုရတာတခြားနေရာတွေမှာသွားဝယ်လို့ရှင်ဒါထက်ပိုသေးကြီးရယ်ဆိုပြီးပြောလိုက်တာကြောင့်ဩဒါကအရှင်မှာပဲမူကိုဒါကလည်းဟုတ်ပြီဒါကတန်တယ်ဆိုတဲ့သဘောပဲဒီမျိုးကိုတကူတကရောက်လာပြီးမှတော့ဝယ်လိုက်ကြတာပေါ့ဆိုပြီးပြောလိုက်ပါတယ်အဲ့နောက်သူတို့ပြန်ရောက်တဲ့အချိန်မှာတော့ပင်းကူတွေကိုလည်းလှုပ်လို့ပြီးနေကအဲ့ဒီထဲကကောင်းနေကလည်းကန်တိုင်းနဲ့ချွတ်ဆွတ်လူနေပြီးတော့ကလစ်မာစတာကလည်းတကယ်မလို့အခွင့်ခွာလိုက်မယ်ဆိုလို့ရှင်ဂျားတွေကရှိတဲ့သားတွေကအရသာပြတ်သွားမှာဆိုလို့သားတွေကိုအရင်ထုတ်စားပြီးရခါကြမှာအခွင့်သူတို့ကိုပေးဆိုပြီးပြောပြလိုနဲ့သူလည်းစမ်းစားကြည့်လိုက် ိုက်ကဟုတ်ပြီစားလို့ကောင်းတာပဲဆိုပြီးပြောလိုက်ကတခြားသူတွေကလည်းစားကျင်နေတာအကြောင်းဒါဆိုလို့ရှိရင်ဒီနေ့ကနန်းပါတီလုပ်ကြတာပေါ့ဆိုပြီးပြောလိုက်ပါတယ်အဲ့လိုနဲ့ညနေရောက်တဲ့ချိန်မှာတော့သူတို့လည်းကနန်းနဲ့ပတ်သက်တာတွေကိုချက်ထားကဒီနေ့ကဒိုရာကိုကြိုးစိုးတဲ့ပွဲပဲဆိုပြီးပြောလိုက်ခါကြိုးစိုးပါတယ်ဒိုရာဆိုပြီးပြောလိုက်ပါတယ်အဲ့လိုနဲ့အားလုံးလည်းတည်တည်စားကြကသူအနေနဲ့အားလုံးပြီးသွားတဲ့ချိန်မှာတော့ဟုတ်ပြီဒါကတော့ငါစားဖို့ဆိုတာကနန်းကိုกินနေတဲ့ချိန်မှာပဲတခြားသူတွေကလည်းစားကျင်တာကြောင့်မတက်နိုင်တော့ပဲသူတို့ကကြွေးရပါတယ်အဲ့ချိန်မှာပဲဒိုရာကလည်းမင်းတော့ကလိုက်လာလို့တော်ပါသေးရဲ့ငါအနေနဲ့မျက် ခြေတော့ပြီးတော့တောထဲမှာလျှောက်ပတ်သွားလိုက်ကအဲ့ဒီချိန်မှာပဲအကောင့်လေးကထထောင်းကျန်းတော့တာပဲဆိုပြီးတော့ပြောလိုက်တဲ့ချိန်မှာပဲဖဲကလည်းအော်အဲကြောင့်မင်းလာတဲ့ငွေတရပြီးတော့သူတို့ကလည်းကြောင်လန်ကသူတို့နီးသူတို့ဟာနဲ့ကာဝေကြတာပဲထင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာတော့မူခိုတာတယောက်ကလည်းတနာစရာပဲဆိုကသူရှိကအရာတွေကိုကြည့်လိုက်ပါတယ်။နောက်နေရာလေးချိန်မှာတော့မူခိုတာနဲ့ဆူရီကလည်းရေပူစမ်းစိန်တွေကဟိုနှစ်ယောက်ကလည်းထက်ပြီးတော့မစားနိုင်တော့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့တော့မူခိုတာကလည်းငါအနေနဲ့ဒီနေ့တော်တော်အလုပ်လုပ်ရတာပဲ။ဒါနဲ့တခုခုမင်းနေတယ်လို့ပဲခဲပါထားလိုက်ပါတော့ဆိုက အေးသွားတဲ့အချိန်မှာတော့မေးသေးနဲ့အုံထအောင်ဆိုပြီးတော့ပြောတဲ့တန်တွေကိုကြားလိုက်ရပါတယ်။အဲလိုနဲ့နောက်တစ်နေ့ကိုရောက်တဲ့အချိန်မှာတော့သူအနေနဲ့အခွင့်အရေးကိုတွားပြီးတော့ပြန်ပေးလိုက်ခသူတို့ကိုလည်းတားနေငယ်ပေးလိုက်ပါတယ်။အဲဒီနောက်မူခိုတာကလည်း item box ထဲမှာရှိနေတဲ့ Art Dragon ကိုကြည့်လိုက်ခကလင်မာစတာကိုဒိုလန်မှာငကားချောင်းနှက်ဆက်တဲ့သူရှိရအတိလားဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့မတိရတော့မဟုတ်ပေမဲ့ဘာလို့လဲဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့ Art Dragon ကိုပြလိုက်ပါတယ်။အဲဒီအချိန်မှာတော့အဲ့ဒါက Art Dragon လား။ဒါနဲ့ဆိုလို့ရှိရင်နိုင်ငံတစ်ခုတောင်မှအရင်ဝယ်လို့ရတယ်လို့ကြားဘူးတယ်ဆိုပြီးတော့ပြောလိုက် ခဒီချိန်မှာပဲဖဲကလည်းဒီကောင်ကငါရဲ့ပြိုင်ပွဲမဟုတ်သေးဘူးနော်ဆိုပြီးတော့ပြောလိုက်တာကြောင့်အော်ဒါမှလည်းဖင်ဒရယ်ကိုဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့နောက်ဒိုလန်မှာရှိတဲ့ဂလင်းမာစတာအဲလီလန်ကိုပေးလိုက်ခသူဆိုလို့ရှိရင်တိလောက်မှာပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့နောက်သူတို့လည်းဒိုလန်ကိုထွက်သွားကဒီပိုင်းလေးကတော့ဒီမှာတင်ဆုံးသွားတော့ပါတယ်